ရန်ကုန်တိုင်းမှာအခုတစ်ပတ်အတွင်းကိုဗစ် -19 လူနာသစ်18ဦးတွေ့ရှိပြီးရန်ကုန်မြို့တွင်းရှိနမဲကြီးပုဂ္ဂလိကဆေးရုံတွေမှာလည်းကိုဗစ် -19 ကာကွယ်ဆေးပစ္စည်းပြက်လက်နေတယ်လို့သိရပါဗျ။မေလ25ရက်ကနေဇွန်လ10ရက်နေ့အတွင်းကိုဗစ် -19 ဗိုင်းရပ်စ်တန်တရားဓာတ်ခွဲနမူနာ1988ခုကိုစစ်ဆေးရမှာကိုဗစ် -19 ပိုးတွေ့ရှိသူလူနာသစ်18ဦးတွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကဒီနေ့ဇွန်လ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့တွင် COVID-19 တွေ့ရှိသူတွေများလာချိန်မှာဆေးရုံဈေးကမ်းတွေမှာလည်း COVID ကာကွယ်ဆေးပစ္စည်းတွေပြက်လက်နေတာကြောင့်ကာကွယ်ဆေးထိုးကျင့်သူတွေအခက်အခဲကြုံတွေ့နေရတယ်လို့ရန်ကုန်မြို့ကံတွေစီကသိရပါတယ်။ COVID ကာကွယ်ဆေးထိုးကျင့်လို့ဆေးရုံတွေလိုက်မေးတာဘဲမှမရဘူး။အချို့ဆေးရုံတွေကပစ္စည်းပြတ်နေတယ်။အချို့ဆေးရုံကမထိုးပေးဘူးပြောတယ်။အဲ့ဒါနဲ့ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ကြတော့လဲကုန်နေတယ်ဆိုတော့ ဘာမှမထိုးလိုက်ရဘူးဘယ်တော့ပြန်ရမလဲဆိုတာလည်းမသိဘူးလို့ရန်ကုန်မြို့ကံမြို့သမီးတူက AR Times ကိုပြောပါရယ်အခုတပတ် COVID-19 တွေ့ရှိသူတွေမှာလှိုင်ကမာရွတ်မယန်းကုန်အလုံရှိပြီသားဘိုးတထောင်စိတ်ကြီးခနောင်တူပဇွန်နောင်ဗဘဲတန်းတင်ငန်းကျွန်းလှိုင်သားယာနဲ့ဒဂုံမြို့တင်မြောက်ပိုင်းမြို့နယ်တွေက ဖြစ်တယ်လို့သိရပါရယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာတဲ့ COVID-19 ရောဂါကိုဒေတာရင်းပုံမှန်ကူးစက်မှုဖြစ်ပွားတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါအဖြစ်လျှော့ချသတ်မှတ်ပြီးနောက်ပိုင်းဗိုင်းရပ်စ်မျိုးကွဲတွေထွက်လာကအခုမိုးရာသီမှာကူးစက်မှုပြန်လည်များပြားလာတာဖြစ်ပါတယ်။မိုးရာသီမှာရာသီတုပ်ကွေးရောဂါနဲ့ COVID-19 ရောဂါစတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေဖြစ်ပွားတတ်တာကြောင့်ကာကွယ်ဂရုစိုက်ဖို့နဲ့ကြိုတင်ကာကွယ်ဖို့လိုအပ်ပြီးပြီးခဲ့တဲ့မေလ16ရက်ကနေ25ရက်အတွင်း ကိုဗစ်တန်တရားရှိသူနမူနာ စုစုပေါင်း2954ခုကိုတက်ခွဲစစ်ဆေးရမှာကိုဗစ် -19 လူနာသစ်6ဦးတွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။